တရားတော်ကိုရှုမှတ်ပွားများအထုတ်ဖို့ကိုစီကိုစီကိုစိတ်တိုင်းကြစတင်ပြီးတော့ပြုပြင်လိုက်ကြပါတရားအထုတ်တော်မယ်ဆိုရင်တင်ပလင်ကိုထိုင်ကြုံကြုံထိုင်အထိုင်တန်ရာထိုင်ရမည် မိမိတို့တရားထိုင်တဲ့နေရာမှာတင်မလင်ွေအထိုင်တန်တဲ့ပုဂ္ဂိုလ်တင်မလင်ွေထိုင်မှာကြုံကြုံအထိုင်တန်တဲ့ပုဂ္ဂိုလ်ကြုံကြုံထိုင်နိုင်ပါတယ်ထိုင်တဲ့အခါမှာတော့တက်တောင်တက်တာကြာရှည်ထိုင်နေအောင် အောက်ကအခုခံတွေကကိုယ့်ကိုဒုက္ခပေးသလားကိုယ်ဝိထားဆက်လာတဲ့အဝိစားကပဲတင်းဆွဲထားသလို တုံဆွဲထားသလိုအနေထိုင်ခတ်သလားစိတ်တိုင်းကြ ကြိုတင်ပြီးတော့ပြုပြင်ပေးကြပါပြုပြင်ပြီးပြီးဆိုရင်တော့ခါကိုဖြောင်းပါခေါင်းတဲ့ပါရှေ့မှာကြည်ဟန်ထိုင်ရမည်ကိုယ်ထက်ပိုင်းခါကိုလည်းတက်တက်လေးဖြစ်အောင်တရီထားပါခါကြီးကကိုင်းနေမဲ့တစ်ဖက်တစ်ချက်ကိုစောင့်နေရင် အယိုးစစ်တွေကပုံမှန်တိုင်းမရှိလို့အန်လွဲနေရင်ခဏအတွင်းမှာနာကျင်နှိမ့်ဆက်မှုကပြင်းထန်စွာပေါ်လာတော့ကိုကြိုးစားနေတဲ့တရားအသည့်ကိုကောင်းစွာ ရှုမှတ်ဖို့သင်ပေးတဲ့အတိုင်းဉာဏ်ရောက်ဖို့မလွယ်တဲ့အတွေ့ကိုထပ်ပိုင်းလေးကိုသတိထားကြ။ဥကောင်းကိုလည်းတက်တက်လေးဖြစ်အောင်သတိထားပါ။ဥကောင်းကရှေ့ကိုငိုက်နေမယ်။ဘေးတစ်ဖက်တစ်ချက်ကိုစောင့်နေရင်လည်းတွေးပြန်ကြောတွေးလို့ကြောကိုဖိထားသလိုဖြစ်တဲ့အတွေ့ ငိုက်မိခြင်းဆိုတဲ့ထိဏမိတ်တာကအလွယ်လေးနဲ့ဝင်လာပြန်ရင်လည်းပဲကိုညာအချီကိုထိဏမိတ်တာအရင်မဲကြီးကဖုံးဟုတ်သွားတဲ့အတွက်သင်ပေးတဲ့ယုံနာအရှိကိုမှန်ကန်စွာသိအောင်မြင်အောင်ကြည်နိုင်ဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်မလို့ဥကောင်းထက်ပိုင်းကိုလည်းတက်တယ်လေးဖြစ်အောင်သတိထားပါ။လက်နေထားလေးကဘယ်ဘက်လဝအောက်ကထားညာဘက်လဝပေါ်ကတင်းလက်မထိတ်လေးဖြည်းဖြည်းချင်းထိပါ။ ပါဇက်လေးတွေကိုလည်းပိတ်ထားပါ မျက်လုံးလေးကိုလည်းမှိတ်ထားပါစတင်ပြီးတော့လေးစုသွင်းလေးစုထုတ်လှုပ်တဲ့အပိုင်းလေးကိုတတိထားပါမိမိတို့လေးကိုစုသွင်းလိုက်တဲ့လေးကိုစုထုတ်လိုက်တဲ့နှာခေါင်းနာသီးထိတ်လေးအာယုံညွတ်တော့စုသွင်းခိုင်မှာတိုးသဘောအေးသဘောစုထုတ်ခိုင်မှာ တို့သဘောနှွေသဘောဒီသဘောလေးကောင်းစွာပေါ်မှာပါအဲ့ဒီပေါ်တာလေးကိုပဲအာယုံစိုက်ပြီးတတိထလို့ကြည်ပါတို့ရင်တို့မှန်သည်အေးရင်အေးမှန်သည်နှွေရင်နှွေမှန်သည်ပါ တိုးတာအေးတာနှွေးတာကနှာခေါင်းနာသည်ထိတ်လေးမှပြသလိုဒီတိုးတာလေးကိုအာအောင်ညွတ်တိတဲ့စိတ်ကမနှောမှပေါ်လိမ့်မယ်ဟာရယဝတ္ထုရင်ကြိုက်မှပြလိမ့်မယ် ေရံဝိရံလေးကိုလည်းပဲပေါ်တိုင်းပေါ်တိုင်းသိနေတဲ့အတိလေးကမနောကထိုင်းပြီးတော့သိမှာပါတိတဲ့အလုပ်ကိုလည်းစိတ်ကလှုပ်လိမ့်မယ်တူတာအေရံဝိရံရဲ့ဖောက်ပြန်မှုလို့ကိုယုတ်ကလှုပ်လိမ့်မယ်သူ့လုံနဲ့သူ့လုံထာလေးကိုစောင့်ကြည့်တဲ့အလုပ်ဟာဝိပဿနာပဲဖြစ်ပါတယ်မိမိတို့ရဲ့တန်ရာတန်ရာ အာထုံမှုကနှာခေါင်းနာသီးမှတင်ပြီးလို့နှာခေါင်းနာသီးမှအလေးအကျင့်မရှိတဲ့ပုဂ္ဂိုလ် ဝမ်းပိုက်မှာလေ့ကျင့်ရှိတဲ့ပုဂ္ဂိုလ်ကဝမ်းပိုက်မှာလုံနိုင်ပါတယ်ယဉ်ကျေးချက်မှာအလေ့ကျင့်ရှိတဲ့ပုဂ္ဂိုလ်ကလည်းယဉ်ကျေးချက်မှာအာယုံစိုက်နိုင်ပါတယ်ငယ်ရိတ်မှာအလေ့ကျင့်ရှိတဲ့ပုဂ္ဂိုလ်ငယ်ရိတ်မှာအာယုံစိုက်နိုင်ပါတယ်အရေးကြီးတာက နေရာကအရေးမကြီးပါဘူးသိစရာသိဖို့သာလင်ပရဏပါကြိုက်တဲ့နေရာမှာအာယုံယူလို့ရတယ်ဒါကကိုယ့်ရဲ့အလေ့ကျင့်တမာရီထူထောင်မှုအပိုင်းမှာကိုယ်တန်ရာတန်ရာကိုအာယုံယူပါ ဒီမှာရောက်လို့နှာခေါင်းနာသီးဝါလေးပေးလို့ဒီမှာတင်လောက်ရမယ်မဟုတ်ပါဘူးကိုယ့်ရဲ့အာယုံပြုတဲ့အလေ့ကျင့်ရတဲ့နေရာမှာဆက်လဲပြီးတော့နှလုံးသွင်းနိုင်ပါတယ်သိစရာရှိတာကိုတော့ဒါကယုတ်တရားဒါကနန္တရားခွဲခြားပြတဲ့အခါမှာအဲ့ဒါကိုတော့သိအောင်ကြည့်ဖို့ဒါလည်းလူရင်းပရဏပါနှာခေါင်းနာသီးမှာပေးထားတဲ့ခိုက်တံမှာလေးရှူသွင်းတယ်တိုးသွားတာအေးသွားတာလေးရှူထုတ်တယ်တိုးသွားတာနှွေးသွားတာ ဒါဖောက်ပြန်တဲ့ယုတ်တရားအဲ့ဒါလေးကိုအာယုံဆက်ဆက်ပြီးတော့အတိကတိနေတာကနန္တရားစိတ်ကတိတာဒါကယုတ်ဒါကနန်းလို့ပိုင်းခြားပြလိုက်တဲ့အတွက်ကြောင့်မလို့နှာခေါင်းနာသီးမှာထင်ရှားရပေါ်ရယုံနံကို ရှုရမယ်လို့တစ်ချက်သိသွားပြီဒါလိုပဲဝမ်ပိုက်မှာကြည့်တဲ့ပုဂ္ဂိုလ်လည်းလေးရှုသွင်းလိုက်တဲ့ဝမ်ပိုက်ဖောင်းသွားတယ်လေးရှုထုတ်လိုက်တဲ့ဝမ်ပိုက်ပိန်သွားတယ်ဖောင်းမှုပိန်မှုဆိုတာက ပရဏမုတ်သေးဘူးဝမ်းပိုက်လေးဖောင်းသွားတဲ့အခါမှာဝမ်းကြောလေးတင်းသွားတာဝမ်းပိုက်လေးပိန်သွားတဲ့အခါမှာဝမ်းကြောလေးယော့သွားတာတင်းသဘောယော့သဘောလေးကဖောက်ပြန်တဲ့ရုပ်တရားတင်းနာယော့တာလေးကိုသိနေတဲ့စိတ်ကအနန္တရာဒါလည်းယုံနံကိုပိုင်းခြားပြတာဒီယုတ်ဒီနံလေးပေါ်မှာထင်ရှားရကို ကြည်တတ်ရင်ဒါဝိပဿနာဉာဏ်ဖြစ်တာပဲငယ်ရိတ်လေးမှကြည့်တော့လေငယ်ရိတ်ကနေရပါတကယ်တမ်းကလှုပ်နေလှုပ်နေတာလေးကိုကြည့်ခိုင်းတာပါ လှုပ်နေတာကဖောက်ပြန်တဲ့ရုပ်တရားဒါလေးကိုအအောင်ညှို့သိနေတာကနန်းဆိုတော့ရုပ်နံလေးရှုကံပေါ်ပြန်ပြီးထင်ရှားတာကိုနှလုံးသွင်းလိုက်ရင်ငယ်လေးရှိငယ်လေးရှုရင်လည်းတရားမြင်မှာပါပဲရင်ကြိုက်မှာကြည်ပြန်တော့လေရင်ကြိုက်လေးမှာ နေရာအဖြစ်ပေးချပြင်းတဲ့တကယ်သိရမှာက တုံသဘောခုံသဘောလေးပါငယ်လေးပေးတော့ကနေရာကိုပေးခဲ့ပြင်းနဲ့လှုပ်တာကိုကြည့်သလိုရင်ကြိုက်ကိုပေးတော့လေပဲ င်းချိုင်ကြီးကြည့်တာမဟုတ်ဘူးတုံနာခုံနာလေးကိုကြည့်တာ တုံသဘောခုံသဘောလေးတည်ပြီးဖောက်ပြန်တဲ့ယုတ်တရားဒါကိုသိတာကနန်းဆိုတော့ယုတ်နံရှုခံလေးပေါ်သွားပြန်ပြီအဲ့ဒီသဘောလေးကို ကိုကသိမြင်အောင်ကြိုက်တဲ့နေရာမှာအလေးချင်လုပ်ပါဒီယုတ်နံလေးတွေကတစ်ခုပြီးတစ်ခုပြနေတာဒီဆိုင်ပုတ်မတူပင်နေတကယ်သိရမယ့်အသည့်ကနှာခေါင်းနာသီးတုံးကလည်းတိုးတာအေးတာနှွေးတာဒီဖောက်ပြန်တဲ့ယုတ် ငယ်ရိတ်မှာကြည့်တော့လဲလှုပ်နေတာကဖောက်ပြန်တဲ့ယုတ်ရင်ကြိုက်မှာကြည့်တော့လဲပဲတုံနာခုံနာကဖောက်ပြန်တဲ့ယုတ်ဝမ်းပိုက်မှာကြည့်တော့လဲတင်းနာရော့တာကဖောက်ပြန်တဲ့ယုတ်ဆိုတော့တူညီတဲ့သဘောလေးကဖောက်ပြန်တဲ့သဘောလေးကိုညာရောက်သွားရင်ထူသွားပါပြီတက်ဆင့်တက်လိုက်ပါနှာခေါင်းနာသီးမှာကြည်တုံးကလည်းတိုးတာအေးတာနှွေးတာလေးသည် နေရာဌာနအဖြစ်နှာခေါင်းနာသီးထိတ်တကယ်စိုက်ကြည့်လိုက်တော့သူ့သဘောလေးကဖြစ်ပြီးရင်ပြက်သွားသည် မမြဲတဲ့သဘောလေးကိုပြနေတာကိုမြင်အောင်ကြည့်ခိုင်းပါတယ်။ငယ်တိတ်မှလှုပ်နေတာလေးကိုကြည့်တော့လေတတုံပြီးတလုံကပြက်နေတာဒါကိုမြင်အောင်ကြည့်တာပါပဲ။ရင်ချိုင်းကိုကြည့်တော့လေတုံနာခုံနာလေးကတတုံပြီးတတုံတခုံပြီးတခုံပြက်နေတာကိုမြင်အောင်ကြည့်ရတာပါ။ဝမ်းပိုက်မှာကြည့်တော့လေတင်းနာရော့တာကတတင်းပြီးတတင်းပေါ်လိုက်ပြောက်လိုက်တယောပြီးတယောပေါ်လိုက်ပြောက်လိုက်ဖြစ်နေပြက်နေတဲ့မမြဲတဲ့အိဆာလေးဟာခန္ဓာတကူလုံးမှာပြက်နေတာဖြစ်လို့ဘယ်နေရာကြည့်ကြည့်မြင်ရင် ဒါဝိပဿနာဉာဏ်အရာမှာကိစ္စပြီးပါတယ်။ယနေ့တော်ဆင်းများနေရာဌာနကအဓိကမဟုတ်ပါဘူး။တကယ်သိရမယ့်တရားကိုသိရင်ကိုပဲကိစ္စပြီးပါပြီ။အာယုံတစ်ပါးစိတ်မများဘဲနဲ့ကြိုးစားပြီးတော့ကိုသိရမယ့်အသည့်လေးပေါ်မှာနှလုံးသွင်းဆင်ခြင်လိုက်ရင်ယနေ့တရားဟာရှင်းရှင်းလင်းလင်းတွေ့ရမှာပါ။အာယုံတစ်ပါးစိတ်မများပါစေနဲ့ကြိုးစားပြီးတော့နှလုံးသွင်းပါ။ တိုးတာလေးပဲជីជីအေးတာလေးပဲជីជីနှွေးတာလေးပဲជីជីတင်းတာရော့တာပဲជីជីတုံတာခုံတာပဲជីជីလှုပ်နေတာပဲជីជីကြိုက်တာကို ကြည်ပါတိစရာရှိတာကိုသိရင်ကိုပဲ အရှိနေအတိကြိုက်နေပါပြီအဲ့ဒီအရှိနေအတိလေးကြိုက်သွားပြီဆိုရင်ကိုပဲတန်ဖို့ရှိတာက ကိုသိတဲ့တရားလေးဟာတစ်ခုပြီးတစ်ခုပေါ်လိုက်ပြောက်လိုက်ဖြစ်လိုက်ပြက်လိုက်အစားထုတ်လိုက်နေပြနေတဲ့တရားအမြင်ဉာဏ်အောက်မှာမြင်ရရင်ကိုပဲယောဂီ ိုလှုပ်ရမယ်အလုပ်နိဗ္ဗာန်ရောက်တည်တန်အောင်လမ်းပွင့်သွားလိမ့်မယ်အရေးကြီးတာက တရားအမြင်ကိုညာရောက်တဲ့အသည့်လေးရှင်းရှင်းလင်းသိမြင်ဖို့သာလင်အရေးကြီးတာပါဒါကမှမသိမမြင်ဘူးဆိုရင်တော့ကိုဘလောက်ပဲနိဗ္ဗာန်ကိုလိုချင်လိုချင်ဘယ်တော့မှမရဘူးဆိုတာကိုတော့မမေ့ပါနဲ့ဒီသဘောတရားလေးတွေကို ပြည့်ညံ့တဲ့ ਪਰ မတ်ခွဲမယ်ဆိုရင် သမထရဲ့အာယုံပြုတာကပြဉ္ညက်ဝိပဿနာရဲ့အာယုံပြုတာပရမတ်နှကောင်းနာသည်ဆိုတဲ့အထည်ကြီးကပြဉ္ညာတိုးတာအေးတာနှွေးတာလေးကပရမတ်ငယ်ရေကြီးကပြဉ္ညာလှုပ်နေတာလေးကပရမတ်ရင်ချိုင်ကြီးကပြဉ္ညာတုံနေခုံနေတဲ့သဘောလေးကပရမတ်ဝမ်းပိုက်ကြီးကပြဉ္ညာတင်းနာရော့တာလေးကပရမတ်အဲ့ဒါလို့ခွဲခွဲပြလိုက်တော့အော်ပြဉ္ညာဆိုတာအကောင့်ထဲပုံတရံကြီးနေပါလား တကယ်တမ်းကြည့်ရမှာကပရမတ်ကိုကြည့်ရမှာပါလားဆိုတော့တိုးတာအေးတာနှွေးတာလှုပ်တာတုံတာခုံတာတင်းတာယော့တာလို့စိုင်းပုတ်တွေကမတူပြန်ဘူးစိုင်းပုတ်မတူလို့တရားကွဲလားတရားလွဲလားဆိုတော့မကွဲမလွဲပါဘူးတရားကအတူတူပါပဲဖောက်ပြန်တဲ့သဘောလေးကိုညံရောက်ရင် တူသွားပြီတိတဲ့သဘောလေးကိုညံရောက်ရင် တူသွားပြီအဲ့ဒီအတူလေးကိုကိုကမြင်အောင်ကြည့်ဖို့က သဘောပေါက်ဖို့ပါပဲသဘောမပေါက်ရင် နေရာတွေနောက်ကို လိုက်ပြီးတော့ဟိုတရားကတစ်မျိုးဒီတရားကတစ်မျိုးလို့ထင်တတ်ပါတယ်အမည်ဆိုင်ပုတ်တွေနောက်လိုက်ရင်လည်းပဲမတူဘူးလို့ထင်တတ်ပါတယ်ဟောနေရာဆိုတာကတတ်မှတ်ပေးတာပဲတကယ်တမ်းမြင်အောင်ကြည့်ရမှာကသဘောတရားပါလားဒီသဘောတရားလေးကိုမြင်ရင်ကိုပဲကိုသိရမယ်အသိဟာ အရှိပုံမှာညံရောက်တာပဲဒါလေးကိုဆရာသမားတိုင်းဆရာသမားတိုင်းကသင်ပေးတာ နားလည်မှုတွေလွဲပြီးတော့နေရာဌာနတင်ပြီးဘယ်တရားကောင်းနေဘယ်တရားကောင်းနေညင့်နေတာဟာအလွဲကြီးလွဲနေပါလားအမှန်ကိုမသိတာကိုဖော်ပြတာနဲ့တူလိုက်တာတို့တွေတရားညင်းနေဆိုတာမသိသေးလို့ပဲအခုတော့ဘယ်နေရာကြည့်ကြည့်တကူလုံးတကောင်လုံးမှပြတာက ဖောက်ပြန်တဲ့ရုပ်တရားနဲ့သိတဲ့နန္တရားဒီနှစ်ခုပဲရှိပါလားထင်ရှားတာလေးအာယုံဆက်ရင်ကိုလိုရင်းကိစ္စပြီးပြီအဲ့ဒီသဘောလေးကို သိဖို့အတွက်ကကိုယ်စိတ်အာယုံညွတ်တဲ့အပိုင်းချမှာ အလေးအကျင့်တန်တဲ့နေရာကိုအာရုံပြုနိုင်ပါတယ်။ဘယ်နေရာလို့ပြပြင်းတဲ့ဒီနေရာမှာမှကိုကမရရင်ကြံတဲ့ကြိုက်တဲ့နေရာကိုယူလို့ရတယ်။ဒီတရားလေးတွေဟာတစ်ခုပြီးတစ်ခု ပြောနေတဲ့တရားတွေပြနေတဲ့တရားတွေဟာတပါးတခြားမှာမဟုတ်ဘူးခန္ဓာမှာပဲရှိတာပါ။အဲ့ဒီခန္ဓာရှိတဲ့တရားကို သင်ပြီးတဲ့ခိုက်တက်မှာဉာဏ်ရောက်အောင်သာကြည်စမ်းပါ။အာယုံတပါးစိတ်မများပါစေနဲ့။ယနေ့သတော်စင်များ ကိုသိရမယ်အတိတရားကို ပိုင်ပိုင်မိမိနဲ့ဉာဏ်ရှင်းစွာမြင်ရအောင် အထက်ပုံတံနဲ့တွေ့နေရတာပြဉ္ဉံလုံရတန်တန်ပုံဟန်နမိတ်ကြီးနဲ့တွေ့ရတာပြဉ္ဉံအကောင့်ထယ်ရင်းနဲ့ရှိနေတာပြဉ္ဉံတို့ပြ၊ไก่ပြ၊ထိပြလို့ရတာပြဉ္ဉံမျက်လုံးနဲ့ကြည့်လို့မြင်တာဒီပြဉ္ညာပါအဲ့ဒီပြဉ္ညာပုံမှာ ပုံတရံအထည်ပြောက်ပြီးဂိုင်လို့တွေ့လို့မရမျက်လုံးနဲ့မြင်လို့မရတဲ့သဘောတရားလေးတွေကိုသာပြလာတိုင်းပြလာတိုင်းကို အလုံးမပိပဲကြည်နိုင်ရင်ပရမတ်ကိုညံရောက်မှာပါအဲ့ဒီပရမတ်ပုံမှာညံရောက်တယ်လို့ပြောပြနေတိုးမှုအေးမှုနှွေးမှုကိုတိုးတယ်တိုးတယ်အေးတယ်အေးတယ်နဲ့သိနေရင်လှုပ်မှုလေးကိုလှုပ်တယ်လှုပ်တယ်လို့ဆိုနေရင်တင်းနာရော့တာလေးကိုတင်းနေတင်းနေရော့တယ်ရော့တယ်လို့နောက်ကစိတ်ကတွတ်တွတ်တွတ်နဲ့စကားပြောတယ်လို့လုပ်နေရင် အဲ့ဒီအတိတ်တရားအလွန်ကိုဝေးပါသေးတယ်ဒုဗလဝိပဿနာဆိုတဲ့အတိုင်းအားနည်းလွန်ပါသေးတယ်ကိုယ်တန်တန်မှာထင်ရှားရှိတဲ့တရားအပေါ်မှာအမြင်ဉာဏ်ကိမ့်ပြီးတော့တတိပဋ္ဌံတသက်နဲ့သွားတာမျိုးမဖြစ်စေပဲတတိပဋ္ဌာနဘာဝနာကိုတလန်းနိုင်ဖို့အရှိတရားပေါ်မှာဉာဏ်ရောက်အောင်ကြည့်တတ်ဖို့ပါပဲတကယ်သဘောလေးကိုသိပြီဆိုရင်နှာခေါင်းနှာသီးလေးမှာစိုက်နေတဲ့ပုဂ္ဂိုလ်ကတိုးတာလေးကိုကြည့်တိုးတာလေးကိုသိလိုက်တဲ့ခဏမှာ တိုးတာနဲ့တိတာတစ်ချက်သေးကြတာနဲ့နှာခေါင်းနဲ့မတွေ့ရဘူးလုံရတုံတဲ့ပုံဟန်နမိတ်လည်းမမြင်ရပါဘူးဒီနေရာလေးပေါ်ပြီးဒီနေရာပြောက်တာကိုတော့စဉ်းစဉ်လင်းလင်းတွေ့ဖို့ကသေချာပါသေးရင်းချိုင်မှာကြည့်တဲ့ပုံကလည်းတုံသဘောခုံသဘောလေးကိုကြည့်တယ်တုံနာခုံနာလေးပေါ်တိုင်းအတိကထက်ခနဲ့ထက်ခနဲ့လိုက် အရှိနဲ့အတိကိုက်နေပြီဆိုရင်ရင်းချိုင်မတွေ့ရတော့ဘူးသဘောတရားလေးပေါ်မှာအတိလေးကပ်ပြီးတော့ကြည့်တတ်တဲ့အမြင်လေးဟာ ကိုလိုချင်တဲ့ပန်းတိုင်ကိုအရောက်တလန်းဖို့လမ်းဖွင့်လိုက်တာပဲငယ်လေးကိုကြည့်တဲ့ပုဂ္ဂိုလ်လှုပ်နေတာလှုပ်ပြီးလှုပ်ပြနေတာလှုပ်တယ်လှုပ်တယ်ရွတ်เสียမလို့ဘူးတိတာလေးနဲ့ကိုလှုပ်တာနဲ့တိတာလှုပ်တာနဲ့တိတာဒါလိုတစိုက်မမှန်နဲ့တထထဲကြအောင်တိလိုက်တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တန်တန်ခေါင်းမတွေ့တော့ဘူးငယ်သေးမတွေ့တော့ဘူးတိเสียရှိတာနဲ့တိတာတိเสียအာယုံရဲ့တိတာဒါပဲသွားတော့လေဝမ်းပိုက်ကိုကြည့်နေတဲ့ပုဂ္ဂိုလ်လည်းပဲတင်းနာရော့တာလေးကိုညံရောက်သွားလို့ တင်းသဘောနဲ့တည်တာယောသဘောနဲ့တည်တာတထက်တဲ့ကြတဲ့အချိန်လေးတွေကိုသတိပြုကြည့်စမ်းမှဝမ်းပိုက်မတွေ့ရပါဘူးအဲ့ဒီအစီနဲ့အတိကြိုက်တဲ့အချိန်မှာအမြင်ညာအောက်မှာပဲပျောက်သွားပြတ်သွားတာကိုပါစဉ်လင်တွေ့ရပါလိမ့်မယ်ဒါကြောင့်မလို့တရားဆိုတာအဝေးကြီးလက်ရှာစရာလည်းမလိုဘူးဟိုလိုဒီလိုလဲဝိလေချောင်းမပြတာမဟုတ်ဘူးကိုကိုတိုင်းကမသိလို့ဝိလေချောင်းမဖြစ်နေတာပါတကယ်ရှိတဲ့တရားကိုတကယ်ညာရအောင်ကြည့်ရင်ဒီခန္ဓာထဲမှာရှိတဲ့တရားက အစီအတိုင်းပြမှာပါပဲကိုယ့်ဘက်ကရွတ်ဆိုခြင်းတွေတွေ့ဝေမှုတွေတူလို့တူလို့ဒီနေရှုနေမယ်ဆိုရင်တော့အမြင်တန့်စင်မှုမရတဲ့အတွေ့သင်ပေးတဲ့အတိုင်းကို နားလည်ဖို့မလွယ်ပါဘူးဒါကြောင့်မလို့ယောဂီတွေကကိုယ်ကြိုးစားရမယ့်အပိုင်းလေးမှာတည်တည်ချချာညံရောက်အောင်လို့အစီတရားပေါ်မှာတတိထားပြီးပြောပြီးသင်ပေးတဲ့အတိုင်းလေးကို အခြေခံပိုင်းလေးပဲဖြစ်သေးတဲ့အတွက်ကြောင့်မလို့ဒီအခြေခံပိုင်းလေးမှာ ပြတဲ့တရားလေးကိုခန္ဓာထဲမှာဘယ်နေရာပြပြတသဘောတည်းပဲလို့နှလုံးသွင်းပြီးအော်ဖရာတွေအဆူဆူပွင့်ခဲ့ပါတယ်ဂင်းငါဝါလူတဲစုမက ပွင့်ခဲ့ပါတယ်မရေမတွေ့နေအောင်မြားခဲ့ပါသည် ဖရာတွေအဆူဆူဟောခဲ့တဲ့တရားလေးကတော့ဧကောဓမ္မတခုတည်းသောတရားပဲဟောခဲ့ပါတယ် ဟိုဘုရားကတမျိုးဒီဘုရားကတမျိုးမဟောပါဘူးအခုလဲဆရာသမားတွေကတယောက်နဲ့တယောက်တူးနဲ့တူးငယ်တွေပေးတာရင်ချိုင်းပေးတာနှာခေါင်းပေးတာဝမ်းပိုက်ပေးတာဟာနေရာလွဲတာနဲ့တရားမတူဘူးမထင်ပါနဲ့ဟောပြီးတဲ့တရားဘုရားတွေဟောတာကအဆူဆူပွင့်ခဲ့ပြီနဲ့ဧကောတမောတခုတည်းကိုဟောတာကယုံနဲ့နာမည်ရှိတဲ့ခန္ဓာ၅ပါးပဲရှိတယ်ဒီယုတ်ဒီနံကိုကြည့်လိုက်ရင်အနိစ္စဒုက္ခအနတ္တလက္ခဏာ၃ပါးသာလျှင်မူတည်ဟောခဲ့ပါတယ်အခုလည်းပဲငယ်တွေကြည့်လည်းပဲယုံနဲ့နာ နှာခေါင်းကြည့်လဲယုံနေအနံဝမ်းပိုက်ကြည့်လဲယုံနေအနံရင်ချမ်းကြည့်လဲယုံနေအနံဒီရုပ်တည်နေသည့်ပေါ်တဲ့နေရာမှာပျောက်ပြက်နေပါလားဆိုတာကိုသင်ပေးတာဖြစ်တဲ့အတွက်ဒီအမြင်ကိုရရင်ဧကောတမောတခုတည်းသောတရားဟာတူသွားမှာ၄မယ်ဧကယံတော့မကောဆိုတဲ့အတိုင်းတချောင်းတည်းသောလမ်းကိုပဲဟောပါတယ်ဘယ်တရားကိုပဲကြည့်ကြည့်လမ်းကြောင်းကတခုတည်းပဲအဲ့ဒါကမက်ကင်လမ်းအခုလက်နှာခေါင်းနာသီးလေးမှာစိုက်ပြီးကြည့်နေတယ် ိုးတာလေးအေးတာလေးနှွေးတာလေးပြတိုင်းပြတိုင်းကိုသိတာကသမာတတိမကင်ဒီအာယုံလေးမလွတ်အောင်ကြိုးစားနေတာကသမာဝိုင်မမကင်ဒီအာယုံပေါ်မှာဆက်လက်ဆွဆုနဲ့တည်နေတာကသမာသမာတိမကင်အဲ့ဒီအာယုံလေးညံအောက်မှာပျောက်လိုက်ပြက်လိုက်ပေါ်လိုက်ပျောက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့ပြနေတာလေးကိုအမြင်ဉာဏ်ရှိရှိနဲ့သတိပြုလိုက်နိုင်ရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တန်တမာသမာဓိဋ္ဌိသမာသင်္ကပ္ပဆိုတဲ့ပညာမကင်နှစ်ပါးကိန်းသွားရင်အရှုဉဏ်၅ပါးတည်သွားတာပဲမကင်လန်းကလျှောက်ရင်းအမြင်မှန်ရတာပဲ ငရေကိုကြည့်တော့လေလှုပ်နေတာလေးကိုတုတ်ပြီးလှုပ်သိနေတာကတမတတိမကင်းလှုပ်နေတာလေးမလှုပ်အောင်စူးစမ်းတာကတမဝမမကင်းလှုပ်နေတဲ့အာယုံပေါ်မှာတည်နေတာကတမသမာတိမကင်းလှုပ်နေတာလေးရဲ့ပြောင်းလဲသွားတဲ့အမှုယံဖြစ်ပြီးပြတ်တာကိုမြင်ရင်တမတမကပ္ပတမဒိဋ္ဌိဆိုတဲ့ပညာမကင်းငါးပါးကိမ့်သွားတာပဲ။အော်မကင်းလန်းကတထက်သေးပါလား။ရင်ကျိုင်းကိုကြည့်တော့လေတုံနာခုံနာကိုသိနေတာကတမတတိမကင်းတုံနာခုံနာလေးတည်းရဲ့မလွတ်ပုံစူးစမ်းနေတာကတမမမကင်း တုံနာခုံနာပုံမှာပဲအအောင်လေးစိုက်ပြီးကြည့်နေရင်တမတမာဒီမဲ့ကင်းဒီတုံနာခုံနာလေးကပေါ်တဲ့နေရာမှာပျောက်ပြတ်တာကိုမြင်တမတင်ကပ်ပါတမဒိဋ္ဌိဆိုတော့မဲ့ကင်းကလည်းဧကယနောမဲ့ခောပါလားတချောင်းဒီသောလန်နေတခုဒီသောတရားပုံမှာကြည်သွားတာဟာငယ်ရိတ်လေဒီသဘောရင်းချိုင်လေဒီသဘောနှာခေါင်းလေဒီသဘောဆိုတာတန်တရားတွေ့ဝေစရာအကြောင်းမရှိတော့ပါဘူးဝမ်းပိုက်မှာကြည့်တော့လေတင်နာရော်တာဖောက်ပြန်တဲ့ရုပ်ဒါလေးကိုအအောင်စိုက်ပြီးသိနေတာကတမတတိမဲ့ကင်း ဒီအယုံကိုမလို့အောင်ကြိုးစားရကတမမမခင်ဒီအယုံကိုတည်ငြိမ်တဲ့ကတမသမားတိမခင်တင်းနာရောတာလေးရဲ့ဖောက်ပြန်ပျက်စီးပြောင်းလဲတဲ့အမူအရာလေးကိုသတိပြုလိုက်တဲ့အခါကျတော့မြင်လိုက်ပြီဆိုရင်တမသင်္ကပ္ပတမဒိဋ္ဌိဆိုတော့အရှုညာငါပါတည်ပြန်တာပါပဲဒါကြောင့်ဘယ်နေရာကြည့်ကြည့်မခင်လန်းကရှောက်ရင်တချောင်းလေးလွန်းကြည့်လိုက်ပြန်တော့တရားကိုသဘောပေါက်ရင်တခုတည်းသောတရားအော်ငါတို့ကိုမြတ်စွာဘုရားဟောခဲ့တာဟာဒီတရားတစ်ခုတည်းပဲဒီလမ်းကြောင်းတစ်ချောင်းလေးပဲပြခဲ့တာ ဆရာသမားတွေကသူတို့တက်ခဲ့တဲ့လမ်းတမာတိထူထောင်တဲ့ဘက်မှာသာနေရမတူတာပဲမြင်တဲ့အမြင်ကြတော့အလုံးတူတူပါလားလို့ယနေ့တရားကိုသဘောပေါက်ပြီးဘယ်သူနဲ့မှညင်းစရာမလိုပဲကိုယ်ခန္ဓာရဲ့ပြတဲ့တရားကိုသာ အမြင်မှန်သိမှန်ဂိမ်းအောင်စူးစမ်းရင်းနေအဖြေရှာလို့ကိုယ့်ကိုယ်ကိုတရားအသေးလေးတွေအားကောင်းအောင်ကြံရှိတဲ့အချိန်လေးမှာဆက်လက်စူးစမ်းရှုပွားအားထုတ်ပေးနေကြပါ